နောက်ထပ်သိရှိရတာကတော့နေပြည်တော်ရန်ကုန်ရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ရဲ့လုံခြုံရေးစခန်းတစ်ခုကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကနိုဝင်ဘာ12ရက်ညနေပိုင်းမှာဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာစခန်းမှာရှိတဲ့စစ်ကောင်စီတပ်သားများထွက်ပြေးသွားကြောင်းသတင်းရင်းမြစ်များကအတည်ပြုပါတယ်။ဖြစ်စဉ်ဖြစ်ပွားတဲ့နေရာမှာအမြန်လမ်းမိုင်းတိုင်း243နီးရတနာမြေကျေးရွာမှာတည်ရှိတဲ့စစ်ကောင်စီစခန်းဖြစ်ပြီး ဲ့ဒီစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးဝန်းကျင်ကျေးရွာများကိုစစ်ကြောထိုးနေချိန်မှာတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပါတယ်။ PLA တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကစခန်းကိုဝင်စီးတော့သူတို့ပြေးကုန်တယ်။အဲ့ဒီစခန်းကစစ်ကောင်စီတွေကရွာတွေကိုစစ်ကြောထိုးနေတုန်းမှာဝင်စီးခဲ့တာ။ကြီးတချို့တင်းစီရမိခဲ့ပြီးစစ်အုံဆောင်ပစ္စည်းတွေကိုတဲမသွားနိုင်တော့လို့မိရှို့ဖျက်ဆီးခဲ့ပါတယ်။ အနည်းတဝိုက်မှာရန်သူစစ်ကြောင်းတွေထိုးနေစေပါလို့ပြောပါတယ်။စီနစ်မှုကိုသိရှိတဲ့စစ်ရေးသတင်းရင်းမြစ်တို့ကလည်း PLA ရဲဘော်တွေကဆောင်ရွက်ခဲ့တာပါ။စခန်းကစစ်သားတွေထွက်ပြေးသွားတယ်လို့အတည်ပြုပြောဆိုပါတယ်။စီနစ်မှုအတွင်းကြီးစံတချို့စစ်အုံဆောင်ပစ္စည်းများနဲ့ရိတ်ခါအချို့တင်စီရမိခဲ့ကြောင်းဓာတ်ပုံမှတ်တမ်းများမှာတွေ့ရပါတယ်။သို့တော်လည်းနေပြည်တော်တပ်ကုန်းမြို့နယ်အခြေဆိုင်ရဲဘော်တို့က ယတနာမြေစခန်းကို12ရက်ညကမိရှို့ခဲ့တာလို့သိရတယ်။အခြားအဖွဲ့တစ်ဖွဲ့ကလုထားလို့မတူညီတဲ့သတင်းအချက်လက်ကိုပြောဆိုခဲ့ပါတယ်။ဒီဖြစ်စဉ်မတိုင်မီနိုဝင်ဘာ17ရက်ကလည်းနေပြည်တော်တက္ကသိုလ်မြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့လေးကတရားစခန်းဂိတ်ကိုတက္ကသိုလ် PDF တိုက်ရင်800တန်းကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီးအရာရှိတအူဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်များမှာဖော်ပြထားပါတယ်။အမြန်လန်းတလျှောက်စစ်ကောင်စီတပ်ဖွဲ့များရဲ့လုံခြုံရေးစခန်းများကိုဆက်လက်တိုက်ခိုက်နေခြင်းကဒေသတွင်းပဋိပက္ခများပြင်းထန်နေစေဖြစ်ကြောင်းညွှန်ပြနေပါတယ်ရှင်။